ဂျွန်လ15ရက်နေ့ထိပြောင်းရွှေ့ဈေးကွက်ထဲမှာအာဆင်နယ်သင်းတွက်အန်ဒရီပါတာတယောက်ဘာရီလုတ်ခဲ့ပြီးပြီလဲ။ ဒီညနေအတွက်စိတ်ကြိုက်တဲ့ရင်လေးပုတ်လည်းမရတာဖြစ်တဲ့အတွက်ပြီးတော့တနင်္ဂနွေနေ့နားရက်မှာအပြောင်းရွှေ့နဲ့ပတ်သက်ပြီးအနှစ်ချုပ်နားထောင်ခြင်းနဲ့ကျွန်တော်ညီကိုအတွက်ဒီဗီဒီယိုကတီးတန့်လုပ်ပေးတာပါအဲဆိုဒီညနေခင်းအတွက်အာဆင်နယ်တို့အပြောင်းရွှေ့ဈေးကွက်ဖွင့်တဲ့15ရက်တွင်မှာဘာကြီးလုတ်ခဲ့ပြီလဲတိတိကျကျဆိုလို့ရှိရင်တော့17ရက်နေ့နဲ့15ရက်နေ့တွင်ကတော့ Club Walker ရှိတာဖြစ်တဲ့အတွက်အပြောင်းရွှေ့ပိတ်တယ်အပြောင်းရွှေ့ကာလက10ရက်ပဲရှိပါသေးတယ်ကျန်တာကတော့ဟိုးရခင်ကစူးစမ်းထားခဲ့တဲ့ကိစ္စကြီးကြောင့်စောစီးဖြစ်လာခဲ့တဲ့အပိုင်းပေါ့လေကဲအာဇာ ဒရိုက်တာတယောက်ကအဓိကဂျူတီကတော့ကစားသမားဝယ်ယူတဲ့အပိုင်းတွေကစားသမားရောင်းချတဲ့အပိုင်းတွေတက်တန်းတိုးတဲ့အပိုင်းတွေနဲ့ကစားသမားအလွတ်နဲ့ထွက်ခွာတဲ့အပိုင်းတွေကိုဒါရှင်းထုတ်တဲ့အပိုင်းတွေပေါ့လေအဲ့တော့ကျွန်တော်တစ်ချက်ချင်းကြီးသွားလိုက်ရအောင် အဓိကကျွန်တော်တို့လိုချင်တာကတော့အဝယ်ပိုင်းဘသူတွေရောက်လဲဆိုတဲ့အပိုင်းဝင်အဓိကကျွန်တော်တို့ဆွေးနွေးသွားမှာပေါ့လေကစားမအဝယ်ပိုင်းမှာဆွေးနွေးတော့ကျွန်တော်တို့စီကိုစောစောရောက်ခဲ့တာကတော့မာတင်ဇူီမန်ဒီဇူီမန်ဒီအပြောင်းရွှေ့ကလည်းမေလာတဲကဟီဝီကိုဖြစ်ထားဆိုပေမဲ့ဂျွန်လာတဲမှာပဲအလုံးတပြင်းချလို့ရတဲ့အပြောင်းရွှေ့တခုဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတာကအန်ထရီဘာတာရဲ့ခြေရာလက်ရာလို့ပြောလို့ရတဲ့ installment payment ရောက်ညှိနိုင်ခဲ့တဲ့အပိုင်းပထမတော့ကျွန်တော်တို့က EUR 160တဲ့တဘုံလုံးပေးချေရမယ်လို့ထင်ခဲ့တာဒါပေမဲ့တကယ်တကယ်ကျွန်တော်တို့ ဆွေးနွေးလိုက်တဲ့အခါမှာတော့ entry bar ကနောက်ထပ်ရိုး၄သန်း၅သန်းလောက်ထပ်ပေးပြီးတော့ installment payment အဖြစ်ပဲပေးချေသွားတယ်တော်တော်လေးကိုကောင်းတဲ့ရွှေကွက်ဟိုတခါတည်း budget တစ်ခုထဲမှာအမောက်ကြီးကြီးဝင်သွားတယ်ဆိုလို့ရှိရင်ဒါကျွန်တော်၄ချိန်၅ချိန်အကြီးပေးချို့ရတဲ့အတွက်ဘန်နာရေးမှာလည်းတခုပြလို့ရသွားတဲ့အနေထားပေါ့လေအဲဆိုဇွီမန်ဒီအပြောင်းရွှေ့ပါတော့ဒါအန်ဒီပါတာကိုကျွန်တော်ချီးကျူးရမယ်ပတ်စံတော့ပို့သုံးလိုက်ရတယ်တစ်နှစ်ချင်း ကျွန်တော်ပေးချရတဲ့အမောက်ကတော့ကွဲပြားသွားတယ်နောက်တစ်ယောက်ကတော့အရီဇာဘာလကကီပါ ပေါင်၅သန်းမဲ့သုံးလိုက်ရတယ်အသက်30အရွယ်စပိန်သား တချိန်လုံးကချယ်ဆီသင်းကကဘာအဆင့်ပြောင်းရွှေ့ကြီးတွေပါပေးပြီးခေါ်ခဲ့တဲ့ကစားသမားတို့ကြောင့်ပေါင်၅သန်းနဲ့ရလိုက်တာအာဆင်နယ်စီတော့ရောက်မလာသေးဘူးတော်တော်များအချက်လက်တွေပြီးသေးသွားပြီဆိုပြီးတော့ on stain ကပေါ်ပြထားတယ်အဲ့တော့ဒီပြောင်းရွှေ့မှာလည်းဟိုကျွန်တော်တို့ရှေ့ကလက်လွတ်ခဲ့ရတဲ့ပေါင်၂၅သန်းတန်ဂျိုအန်ဂါစီယာတို့ပေါင်ထပ်ဆိုင်တော့ရာယာကိုဖိအားပေးနိုင်မယ့်အတွေ့အကြုံရဲ့ဈေးလဲ၅သန်းလောက်ပဲသုံးခဲ့ရတဲ့ချယ်ဆီသင်းရဲ့ကိုယ်သမားတယောက်ကို entry ပါတာခေါ်လိုက်နိုင်ခဲ့တယ်လို့ထင်တယ်။ဒါကလည်းတကယ်ကိုမှအောင်မက်ရတဲ့အပြောင်းအရွှေ့တစ်ခုပါပဲ။နောက်တစ်ချက်ကကြတော့လက်ရှိချိန်မှာ Arsenal fan တွေအားလုံးမျှော်လင့်နေခဲ့တဲ့ Benjamin Sesko နဲ့ Peter Yorger ရဲ့အခြေအနေပေါ့လေ။ Arsenal ရဲ့ဒီကစားမနှစ်ဦးကိုတပြိုင်တည်းဆွေးနွေးနေတယ်။ဒီနေရာမှာဘသူ့ကိုတော့ပို့ပြီးဆွေးနွေးတယ်၊ဘသူ့ကိုတော့လိုချင်တယ်ဆိုပြီး Arsenal တရားဝင်တော့ထုတ်မပြောထားဘူး။ဒါပေမဲ့အခုနောက်ပိုင်းသတင်းတွေခက်စိတ်ထွက်လာတာ Sesko ကတော့ Arsenal နဲ့တဖြည်းဖြည်းနဲ့ဝေးကွာလာလို့ကျွန်တော်ခံစားရတယ်။ Yorger ကတော့ပို့ပြီးတော့နီးစပ်လာပေါ့လေ။အဲ့တော့ဒီနေရာမှာတိုက်စစ်တောင်းပန်တဲ့ပတ်သက်ပြီးပြောမယ်ဆိုရင်တော့ Rodrigo, Nico ဝီလျံနူစာကူတက် ဘာကာယိုကိုဒီကစားမားတွေကတော့တိုက်စစ်တောင်းပန်တဲ့ပတ်သက်ပြီးသတင်းထွက်တာရှိရယ်ရိုရီဂိုကတော့ဇာဘီလွန်ဆိုနဲ့ဆွေးနွေးပြီးတော့ပါပဲကလပ်ဝတ်ကပ်ပြီးတော့မှပဲသူရဲ့နာဂတ်နဲ့ပတ်သက်ပြီး decision ချမယ်ဆိုတဲ့တချို့ report တွေကိုလည်းတွေ့တယ်အဲ့တော့ရိုဒရီဂိုကိစ္စကအာဆင်နယ်စီလာဖို့ခေါင်းငိမ့်မယ်ဆိုရင်တော့ပျောက်ရွှေ့ကြီးက share သုံးမှာဖြစ်တဲ့အတွက်ကျွန်တော်ခဏမေးထားလိုက်ရမယ်နောက်တစ်ယောက်ကကြတော့နီကိုဝီလီယံအာဆင်နယ်ကဒီကစားမားလိုချင်တဲ့လောက်ခလာတာနဲ့အနည်းဆက်ဆုံးဖြစ်အောင်ညှိပေးဖို့ဆန္ဒရှိမိမယ်ကစားသမားကဘာစီလိုနာရဲ့ဆုံးဖြတ်ချက်ကိုစောင့်အောင်မယ်ဆိုတဲ့သတင်းမျိုးတွေတက်နေတယ်အဲ့တော့ ့ Rodrigo နဲ့ Nico Williams ကတော့ Arsenal ကိုခေါ်ဖို့ပတ်စံရှိရဆိုရင်တော့မှကစားသမားရဲ့စိတ်ဆန္ဒ Arsenal Plan B နေနဲ့ပဲထားတယ်ဒါကတပိုင်းအဲ့တော့တစ်ဖက်မှာဆိုလဲဒါ Nusa လိုမျိုး AP Leipzig ကတိုက်စစ်တောင်းပန်ကစားသမားတဦးရှိတယ်တောင်းရှိချင်တော့အရေးကြီးမကုန်45တန်းလောက်သုံးရင်ရပြီနောက်တော့ကတော့ Mohamed Kudat ေါင်တန်း80အထက်လောက်သုံးရမယ်ကစားသမားတဦးဖြစ်ရှိရယ်နောက်တော့ကတော့ဘာကာယိုကိုဒါကတော့ PSV အသင်းရဲ့ကစားသမားစာချုပ်တစ်နှစ်ပဲကျွန်တော်တဲ့ UO တန်း20ပေါင်အားဖြင့်18တန်းနဲ့ရမယ်ဆိုပြီးသတင်းတွေထွက်တာရှိရယ်အဲ့တော့တိုက်စစ်တောင်ပန်းမှာဘယ်သူရောက်လာမလဲတော့မသိဘူးတရားတခုတော့အိုက်ဒါလူကျဆုံးနံပါတ်1တိုက်စစ်တောင်ပန်းဘယ်ချမ်းအတွက်ဆိုရင်တော့ရိုဒရီဂိုနဲ့နီကိုဝီလန်တို့ကရှိတယ်ညာဘက်ချမ်းစာကာယန်အတွက်ဆိုလို့ရှိရင်တော့ဘာကာယူကိုတို့အမ်ဘူမိုတို့လိုကစားသမားမျိုးကရှိနေပါတယ်အဲ့တော့အချိန်ကတော့ကျွန်တော်တို့မှဒါနှစ်လခွဲလောက်တော့အချိန် ချိန်ရှိသေးရယ်အမေရိကတော့ကျွန်တော်တို့အနေနဲ့တကယ်အပြောင်းရွှေ့ဈေးကွက်တွေမှာထက်ထဲဝင်လုံနိုင်ရမယ့်အချိန်က2လလောက်ပဲကျွန်တော်ဘာလို့လဲဆိုတော့7လပိုင်းတဝက်လောက်ဆိုရင်ဒါပရီးမီးယားလိဘွေရစပြီလို့ပြောလို့ရတယ်ကဲခန်းစစ်ပိုင်းအတွက်ဆိုရင်တော့လက်ရှိချိန်မှာအေဂျက်ကဲကျော်တဲ့ဟာတိုနောက်ပြီးတော့ဒီလိုင်းလီအသင်းရဲ့အလက်ဆန်ထရိုနောက်ပြီးတော့ ခရစ်စတယ်ပဲလစ်တေးရဲ့မတ်ကွီဟီဒီကစားမသုံးကိုကြည့်နေသူတို့ကဂေဗီယယ်မကာရေးညမှာလဲဆော့နိုင်တယ်တချို့ကစားသမားကြီးဆိုလို့ရှိရင်ဖူးဘက်ညမှာထွက်ပြီးဆော့နိုင်အဲ့တော့ဒါအာဆင်နယ်ရဲ့အဝယ်နဲ့ပတ်သက်တဲ့ပလန်လေးပေါ့လေအသင်းကိုဘယ်သူတွေရောက်လာပြီးလဲဆိုတော့ဇူဝီမန်ဒီရောက်ပြီးနောက်တက်ကတော့ကီပါကရောက်ဖို့အတွက်60ခိုင်နှုန်းဖြစ်နေပြီအဲနောက်ထပ်ကတော့ဒီဆက်စကိုနဲ့ယောဂရက်ကအာဆင်နယ်ကိုဦးစားပေးပြီးလာခြင်းလေဆိုရင်အာဆင်နယ်သားအလိုမရှိတော့ရင်အာဆင်နယ်သားတရားဝင်မကန်နိုင်ရင်တော့အခြားသင်းတွေကို ပြန်ပြီးစဉ်းစားတော့ဝယ်ရှိဆိုပြီးတော့တရင်တချို့ကတော့တက်နေအဲ့တော့ဘသူပဲရရောက်ကျွန်တော်တို့စောင့်ကြည့်သွားမှာပါကဲကစားသမားအယောင်နဲ့ပတ်သက်ပြီးပြောရရင်တော့ဒါကနူနူထာဘတ်ကိုကျွန်တော်ယူကိုကိုးတဲ့နဲ့လာစီကိုရောင်းလိုက်တယ်အခု sorry ဘက်ကတချို့အသင်းတွေကလာစီကိုကန့်လန့်မှုတွေလုပ်တယ်တန်၄၀ လောက်ရှိတဲ့ပမာဏနဲ့ကန့်လန့်ကြဒါပေမဲ့လာစီဝါဈေးကင်ထားတယ်မရောက်သေးဘူးအကယ်များအဲ့ဒီအပြောင်း free မှာရောင်းဖြစ်ခင်အဲ့ရောက်ပြန်ပြီးဝင်လာမဲ့ဆေးုံကောတချို့40ရာခိုင်နှုန်းကအာဆင်နယ်စီပြန်ပြီးတော့ဝင်လာမှာဒါတော့ဝင်ဝင်ရမယ့်အပိုင်းပေါ့လေနောက်တစ်ခါကျတော့မာကွင်ညိုကျွန်တော်ယူသုံးသက်နဲ့ခရူစီကိုရောင်းချလိုက်တယ်အဲ့ဒီမှာလဲဆေးုံကောတချို့ရှိရလို့တော့ကြားတယ်ဒါတော့ထားရတော့ နောက်တစ်ယောက်ကတော့ဇင်းချန်ကိုအာဆင်နယ်မှာလက်ရှိချိန်ဈေးကောင်းရတဲ့ဆုံးကစားသမားကိုပြောပါဆိုဇင်းချန်ကိုနဲ့ဂျက်ကူခီဘီရောပဲရှိတယ်။ဒါပေမဲ့ဇင်းချန်ကိုတော့ရောင်းမယ်ခီဘီရောတော့အိုက်တာဆက်ပြီးထိန်းထားမယ်လို့တော့ကြားသိရတယ်။ဇင်းယူတော့ပေါင်သန်း20အထက်ရရောင်းမယ်ဆိုပြီးတော့ AC မီလန်ကိုအကြောင်းပြန်လိုက်တယ်။အဲနောက်ထပ်ကစားသမားဖြစ်တဲ့လိုကွန်ညာသူကတော့စီဗီလာနေပြန်လာပြီးတဲ့လက်ရှိချိန်ဒီ12လတတန်းတိုးထားပြီးတော့နောက်အသင်းကိုရှာနေတဲ့ကစားသမားပေါ့လေ။အာဆင်နယ်ကပြန်ပြီးရောင်းထုတ်မှာပါ။ဖေဗီယိုဘီယေရာကပေါ်တိုအသင်းကကြိုက်တယ်ဆိုပြီးတော့ကလပ်ဝေါ့ကပ်ပြီးရင်တော့အာဆင်နယ်ကိုပြန်ပြီးလွှတ်မယ်ကြားသိရတယ်။ ယ်။ကစားသမားနဲ့ပတ်သက်ပြီးတော့အာဆင်နယ်ကိုတောင်းဆိုတဲ့ကြေးကိုမတတ်နိုင်တာဖြစ်တဲ့အတွက်အာဆင်နယ်စီပဲကလပ်ဝတ်ကပ်ပြီးရနဲ့ပြန်ပြီးလွှတ်မယ်လို့ကြားသိရတယ်။နောက်တစ်ခါတော့နယ်ဆန်နယ်ဆန်ကတော့မနစ်ကသွားဆော့ခဲ့တဲ့ဖူဟန်သင်းရဲ့နီးပြမှာကိုစီဘက်ကတော်တော်လေးသဘောကျနေတာဖြစ်တဲ့အတွက်ပြန်ပြီးခေါ်သွားဖို့ရှိတယ်။အာဆင်နယ်ကတင့်တော်တဲ့တန်ကြီးတစ်ရက်ကိုရှော့ချပြီးရင်နယ်ဆန်ကိုပြန်ခေါ်သွားဖို့ရှိရဆိုပြီးတော့ မတ်ကိုဆေးဗားနဲ့နီးစက်တဲ့တဲ့တွေကကျွန်တော်ရရှိရပေါ့လေအဲ့တော့ကြံတဲ့ဒဏ်ရာလူသားကြီးမြောက်ဖြစ်တဲ့ဂါဘရီဂျေဆု ASEAN ဒဏ်ရာနဲ့အဲတိုမီယာဆုလိုမျိုးဒဏ်ရာနှစ်ခါပြင်ပြီးခွဲစိတ်ထားတဲ့ကစားသမားတွေကတော့လာမယ့် ရာသီဆိုလို့ရှိရင်တော့ပြက်ပြီးရောင်းမယ်ဆိုရင်တော့မဒီဒဏ်အကြောင်းဈေးကောင်းရနိုင်ပွဲမရှိဘူးအထူးဖြင့်တိုမီယာစုက2026ဆိုစာချုပ်ကုန်ပြီအဲ့တော့လာမယ့်ဒီဇင်ဘာမှာပြန်ပြီးတက်တာပြီးတော့အသင်းနဲ့ပူးပေါင်းနိုင်မယ်ဆိုရင်တော့စောင်းစည်းကွက်မှာတင်အယောင်းတင်တင်မဟုတ်ရင်တော့အလွတ်နဲ့လွေမာတဲ့ရောင်းထွက်သွားမယ်ကစားသမားပေါ့လေအဲ့တော့တိုမီယာဆိုတော့ဂျေဆုရောအာဆင်နယ်နဲ့ပတ်သက်တဲ့အနာဂတ်ကတော့တော်တော်လေးမှေးသွားပြီးပြောလို့ရတယ်ကဲစာချုပ်ကုန်မဲ့ကစားသမားကြောင့်ကျွန်တော်ပြောလိုက်အောင်အသင်းကနေလက်ရှိမှာထွက်သွားတဲ့ကစားသမားနှစ်ဦးရှိတယ်စီနီယာ level မှာပေါ့လေကျန်တဲ့လူငယ်တွေကတော့အများကြီးပဲ အဲ့တော့ senior level နှစ်ဦးမှဆိုရင်တော့ kian tian နေ set တစ်ကိုထွက်ခွာသွားတယ် jorginho flamingo ကိုထွက်ခွာသွားတယ်နှစ်ယောက်စလုံးကတော့တယောက်ကိုပေါင်3000ဆိုတော့လုခလာတာရော့ကြသွားတယ်အဲ့ဒီမှာ battle oi တို့လို arsenal fan တွေဒါလူစားဝင်တဲ့အချိန်မှာတွေ့ခဲ့တဲ့လူတွေတိုက်စစ်ကစားသမားတွေလည်းအသင်းတွေထွက်ခွာသွားပြီလို့ကြားသိရတယ်အဲ့တော့အငားပြန်သွားတဲ့ကစားသမားတွေမှာဆိုတော့ ryan starling ရှိတယ်နတူရှိရနတူကတော့ဘုံမဟုတ်ကိုပြန်တယ် Rice Starling ကတော့ Chelsea ပြန်တယ်ဒါပေမဲ့ Chelsea မှာ Club World Cup scene ကို စတာလင်တောင်မပောင်ရဘူးလို့ကြားသိရတယ်။အဲ့တော့စတာလင်ကိုတော့ဒီနေ့မှလည်းမဖြစ်မနေဗိုလ်လေးကိုရောင်းချတော့လို့ရှိတယ်။စတာလင်နဲ့ပတ်သက်ပြီးတော့အမှတ်တရတစ်ခုပြောပါဆိုရင်တော့ PSV အသင်းနဲ့ပွဲစဉ်မှာလည်းတွေ့စတာလင်ကဖန်တီးမှုနှစ်ကြိမ်လုသွားခဲ့တာ။ချန်ပီယံလိဒုတိယအကြုံမှာပေါ့လေ။အဲ့တော့စတာလင်ကတော့သူ့ရဲ့သားကိုတော့အာဆင်နယ်အကယ်ဒမီမှာအသွားခဲ့ရတော့မှတ်မှတ်ရရှိနေပါတယ်။ကဲစာချုပ်တက်တန်တိုးတဲ့ကိစ္စတွေ ဘာတွေအဆင်ပြေခဲ့လဲဆိုတဲ့အပိုင်းကိုကြည့်မယ်ဆိုရင်တော့ဂေဗီယယ်မခါကြီးတယောက်ကတော့အာဆင်နယ်နဲ့2029ခုနှစ်ထိသက်တမ်းတိုးသွားခဲ့တယ်။တောမတ်ပါတီတယောက်ကတော့ဒီဂျွန်30ဆိုရင်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်တဲ့အတွက်အဲ့ဒီမတိုင်မီပေါ်သက်တမ်းတိုးဖို့အတွက်တော့အာဆင်နယ်နဲ့ဆွေးနွေးမှုတွေလုပ်နေ။အရင်တိုးတက်လာရတော့မတွေ့မိဘူး။ဒါပေမဲ့အခြေခံဆွေးနွေးမှုတချို့တော့နှုတ်အားဖြင့်သဘောတူညီထားဆိုတဲ့တချို့ release တချို့ထွက်လာတော့တွေ့တယ်။အဲ့ဆိုတော့ဒီကစားသမားအနေနဲ့ဒီလကိုလိုမှာအာဆင်နယ်နဲ့သက်တမ်းမတိုးနိုင်ခဲ့ရင်အလွတ်နဲ့ဂျူပင်တက် တီကိုဘာစီလိုနာဒီတဲ့တင်းကိုရောက်သွားနိုင်တယ်အဲ့တော့ပါတီးနဲ့ပတ်သက်ပြီးအာဆင်နယ်ကိုဘာတွေနှောင့်နှေးလဲဆိုတော့ကျွန်တော်စောင့်ကြည့်သွားတော့မှာပါနောက်တစ်ယောက်ကတော့ဒါဆာလီဘာဆာလီဘာနဲ့ဆာကာက 2029ခုနှစ်တက်တန်းရှိသေးတာဖြစ်တဲ့အတွက်အာဆင်နဲ့အဓိကကြိုးကစားသမားတွေကိုနှစ်နှစ်ကြံကွန်ထရက်ကိုတက်တန်းတိုးတဲ့အစဉ်လာရမကြခင်မှာတဲ့ offer signing တစ်ခုလုပ်သွားနိုင်တယ်တိုးတက်နေရလို့လည်းကြားသိရနောက်ဆုံးကိုအသင်းရဲ့လောက်ခလာစာမြင့်ကစားသမားတွေအဖြစ်တခါတည်း extension တိုးတဲ့ခါမှာလာစာတွေတိုးမြင့်ပေးသွားဖို့ရှိရပေါ့လေနောက်တစ်ခါကတော့ trusset trusset ကိုဒီနေမှာမှတက်တန်းမတိုးနိုင်ရင်နောက်နှစ်ကြံကျွန်တော်အလွတ်နဲ့လက်လွတ်ရမှာ trusset ကအသင်းအတွက်အရန်ကိုအရေးပါတဲ့ကစားသမားလားဆိုတော့ဟိုအဓိကကစားသမားကြီးဒဏ်ရတဲ့ချိန်မှာတော့မနစ်ကသူ့ကိုတော်တော်လေးကျွန်တော်မှီခိုခဲ့ရတယ်ဒါပေမဲ့ quality မြင့်ဘယ်တောင်မှတက်စစ်ကစားသမားတွေရောက်လာရင်တော့သူ့အတိုင်းအတာတစ်ခုကြီးကျွန်တော်တို့ super set ဖြစ်ပြန်ပြီးသုံးလို့ရမယ်နေတာရှိသွားပါလေနောက်ထပ်မြတ်ကတော့ Louis Kelly နဲ့ Ethan Wanderi သူတို့က2026မှာတက်တန်းကုန်မှာဖြစ်တဲ့အတွက်လက်ရှိချိန်မှာအားလုံးပြီးသီးသွားပြီး official ကြေညာဖို့ပဲရှိရဆိုပေမဲ့အခုထက်ထိတော့ဟိုအာဆီနယ်ကဒီကစားသမားတွေရဲ့တက်တန်းတူမှုကိုတော့တရားဝင်ကြေညာခြင်းမရှိသေးဘူးဒါပေမဲ့ဒီကစားသမားနှစ်ဦးဆုံးကအာဆီနယ်မှာနေပါပါအထူးသဖြင့် Louis Kelly ရဲ့အမေကသူကိုယ်တိုင် agent လုပ်ပြီးတော့သူ့ရဲ့ သားကိုအာဆင်နယ်စီမှာဂတိကဝုတွေအားလုံးလုပ်ပြီးပြီးမကြခင်မှာလက်မှတ်ထိုးပဲရှိတော့ဖြစ်တဲ့အတွက်ဆိုပြီးရီယိုကိုညင်းပယ်ထားတာရှိတယ်။ဝန်နရီနဲ့ပတ်သက်ပြီးတော့လည်းမန်စီးတီးချက်စီအသင်းတွေချင်းကပ်မှုအရှိမကစားသမားအာဆင်နယ်မှာပဲဆက်ပြီးနေဖို့ရွေးချယ်ထားတယ်။ဒါကြောင့်မို့ဒီကစားသမားတွေအားလုံးကတော့မကြခင်မှာအာဆင်နယ် official signing လုပ်မဲ့ကစားသမားဆင်းနေမှာပါတယ်။ကျွန်တော်ကတော့လေအသင်းမှာတက်တန်းတိုးဖို့ရှိတဲ့ကစားသမားတွေအားလုံးကိုဒီလိုမျိုးလေးတက်တန်းတိုးသွားစေချင်တယ်ဘာကြောင့်လဲဆိုတော့ဟိုဘောလုံးရည်စပြီဆိုရင်ဒီဘက်ကိုတိတ်ပြီးမှတ်လဲနိုင်တော့အခုဆိုကျွန်တော်တို့အာဇာဒရိုက်တာအန်ထရီဘာတာအနေနဲ့ ကစားသမားဝယ်တဲ့အပိုင်းတွေကစားသမားရှင်းထုတ်ပြီးလောက်ခရစာတက်တောင်လုပ်တဲ့အပိုင်းတွေကစားသမားတက်တန်းတိုးတဲ့အပိုင်းနဲ့ကစားသမားရောင်းချတဲ့အပိုင်းဒါတွေကသူဟန်ချကြည့်အောင်လုပ်နေအဲ့တော့ကျွန်တော်တို့အလိုချင်ဆုံးတိုက်စစ်မှုတွေသူဝယ်ပေးနိုင်မယ်လို့ကျွန်တော်ကမျှော်လင့်ထားတယ်တခုတော့ရှိတယ်အန်ဒရီဘာတာအာဆီနိုရောက်လာတာကတီကိုမှာရှိခဲ့တဲ့အန်ဒရီဘာတာလို့တော့သိပြီးလွတ်လပ်မှာမဟုတ်ဘူးအဲ့ဒါဘာကြောင့်လဲဆိုတော့တီကိုမှာရှိတဲ့ကသူကောင်းမေညွတ်မေဆိုတဲ့ကစားသမားတွေကိုသူဝယ်ယူနိုင်ခဲ့တယ်ဒါပေမဲ့အာဆီနိုမှာသူရင်ဆိုင်ရတာက ကစားသမားတူဝယ်တဲ့အခါမှာစိတ်ပြင်းနေပြီနဲ့အချိန်ဆွဲပြီးဈေးညှိတဲ့ပုံအဖွဲ့ကိုသူရင်ဆိုင်နေရတာအဲ့ဒီချက်အဲ့တော့ကျွန်တော်တို့ကလေကစားသမားတယောက်မရောက်သေးဘူးလားဆိုပြီးအားတောက်အပြစ်တင်တာမျိုးကစားသမားခေါ်တဲ့ဘက်မှာအာဇာဒရိုက်တာဆွေးနွေးတာညံပြင်းနေဆိုတာကိုကျွန်တော်ပြောတာထက်စာရင်နောက်ွယ်မှာတကယ် final decision နဲ့လုပ်ပြီးငွေထုတ်ပေးတဲ့ပုံအဖွဲ့ကိုလည်းပြောဖို့မမေ့ဖို့လိုအပ်တယ်ဗောလေအဲ့တော့အန်ဒရီဘာကတီကိုမာတော့ကပေါင်133တန်းနဲ့ဂျောင်းဖီလစ်ကိုခေါ်ခဲ့ဘူးတဲ့ တကယ်ကိုပြောင်းရွှေ့ခြင်းမြင်မှတော့ပြီးပြီခွာနော်ပြီးတော့ပေါင်82တန်းနဲ့ဂျူလီယန်အေဗရက်ကိုခေါ်ခဲ့မှုတယ်မိုရာတာကိုပေါင်58တန်းပြီးတော့ဒီယိုဂိုကော့စတာကို58တန်းဒီလိုကစားသမားကောင်းတွေကိုပြောင်းရွှေ့ခြင်းကိုကြိုက်ကြီးမပယ်ဘဲနဲ့ခေါ်နိုင်ခဲ့တဲ့အာဇာတရားတယောက်ကအာဆင်နယ်ကနောက်ကငွေတုပ်ပုံပြီးပေးလိုက်မယ်ဆိုကျွန်တော်လူချင်းတဲ့ကစားသမားနေမဟုတ်ညမဟုတ်တန်းပြီးတော့ရောက်လာနိုင်တယ်ဒါပေမဲ့ အာဆီယံရဲ့ policy ကတရံတကြိတ်တက်ပုံပေးဦးဝဲတဲ့ကစားသမားတွေတစ်ချိန်မှာအသင်းမှာ potential လဲမြင်ရမယ်ဈေးကွက်တန်ကြီးလဲတက်လာရမယ်အသက်လဲငယ်ရမယ် IT ရဲ့ threat the process မှာလဲလိုချင်တဲ့ကစားသမားဖြစ်ရမယ်ဆိုတော့တောင်းဆိုမှုတွေအရန်မြင်မာတာဖြစ်တဲ့အတွက်သူလဲဂျင်းနဲ့ချက်ထဲမှာလုံနေတယ်။အခု Andre Barda ကဒီ Peter Yorker နဲ့ Benjamin Sesko နှစ်ဦးလုံးတပြိုင်တည်းဆွေးနွေးနေတယ်။ မင်းတို့ဈေးလျှော့ပေးတဲ့လူကိုငါယူမယ်ဆိုတော့ပုံစံမျိုးလှုပ်ထားတယ်။ Sony Jupiter လည်းအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီစီစဉ်လေးကိုဒီကောက်ကွန်ကြီးပန်ဖို့ပေးတဲ့ရှုပ်ဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်။အမှဆုံးမယ်ဆိုတော့ Viber ဖုန်းနံပါတ်39 63936 3ကိုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်ဝရောက်နေပါတယ်။ iPad ကိုကျွန်တော် Sport Internet 5 3မိတ္တူကစားမယ်ဆိုရင်တော့ကျွန်တော်နဲ့လက်ထပ်ထားတဲ့ရှုပ်ဘောလုံးမှာလာပြီးကစားဖို့အားလုံးဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာ။